အတင်းနေရလူခေါ်မပေးလို့တိုင်ပတ်နေချင်းလူခေါ်ပေးပါလို့တစားစားအော်နေချင်းမှာကျွန်တော်တို့ကွာဒီယိုလာလူရှော့ပေးပါတဲ့လူမရှော့ပြင်သူထွက်မှာတဲ့ကဲ ဘလောက်တော့ထူးဆန်းလိုက်လဲဗျာလို့เนาะဈေးကွက်ထဲမှာဆိုဟာလူဝဲတာအသုံးမချလို့ဒါအာဒီတာတောင်ပြောတည်းရဲ့တရားပရီးမီးယားလိမှာရက်လက်ကောင်းနေပိုင်ဆိုင်ခြင်းရင်တည်းမလားအတင်းတင်းရက်လက်ကောင်းနေပိုင်ဆိုင်ခြင်းရင်ဈေးကွက်ထဲမှာဆရာကြနေဖို့လူတွေပါညာပေါ့ဗျာအဲ့လိုမျိုးလူတွေခေါ်ဖို့ကိစ္စပဲအားလုံးပြောနေချိန်မှာဂွာရီလာလူရှော့ပေးပါဆိုပြီးပြောရတော့တဲ့အချိန်ကိုမန်စီတင်စကွက်ကတောင်းတင်းနေရဗျာဘလောက်တော့ကောင်းလဲဗျာလို့เนาะအခုခင်ဗျာစဉ်းစားကြည့်ကျွန်တော်မန်စီတင်လဲလူထက်ခေါ်ဖို့ခင်ဗျာအများကြီးမစဉ်းစားဘူးစဉ်းစားကြည့်ဗျာနောက်တန်းဂူရမန်နေရာစားကြည့် error ်ရှိတယ်ကာဆန်ရှိရပြီးရင်ကျွန်တော်တို့ဒီ OD ကရှိရဗျာဂူရမန်နေရာတော့ထားတော့ဒါရှိတင်ရှိထိုက်တဲ့အိုဂူရမားတွေဗျာအများကြီးပြောစရာမလိုဘူးနောက်တန်းကိုသွားကြည့်ကြည့်လိုက်ဗျာနောက်တန်းမှာကျွန်တော်တို့ဒါကိုင်းဝော်ကတော့ထားလိုက်တော့ဗျာရူဘင်ဒီယက်တဲ့ဂျွန်စတုန်းတဲ့နတန်အကီတဲ့ယော့စကိုဂဘာဒီယောတဲ့ပြီးရင်ဗါတဲ့အကန်ဂျီရီကိုလူးဝစ်ပီတာရီးစ်ကူဆာနော့နော်အဲ့တော့6ယောက်တောင်ရှိတယ်ဗျာလို့နော်6ယောက်တောင်ကဲကစားတာကျွန်တော်တို့ဒါ၄ယောက်ပဲကစားတာဗျာအဲ့6ယောက်ဗျာပြောမှာအဲ့ 6ယောက်ကလည်းကျွန်တော်တို့ဒါဘယ်တော့ခံလူဆိုလို့ Josh Cook Cavario တယောက်ပဲရှိရယ်။ကျန်တဲ့လူကညာနောက်ခံမှာ LinkedIn လို့ကစားနေရတာဗျာ။ကဲ6ယောက်ကိုဒီ6ယောက်ကြီးကိုကဲဘလို့သွားပြီးတော့အလှည့်ကျသွားတုံးမလဲလို့။နော်။ပြီးရင်ကွင်းလဲအတွက်ကြည့်ဦးမလား။ Rodri ရှိတယ်ဗျာ။ Kevin De Bruyne ရောထွက်သွားပြီးထားလိုက်တော့ Bernardo Silva တဲ့ကိုဗစစ်တဲ့နူးနက်စ်တဲ့ဂန်ဒိုဂန်တဲ့မက်ဒီတဲ့နီကိုဂွန်ဇာလက်တဲ့ကလော်ရီယိုအီချီဘာရီတဲ့ နီကိုအိုရိုင်လီတဲ့ဒါတော့အိုရိုင်လီနဲ့ကျွန်တော်ဒီနူးနက်ကိုကွင်းလဲထဲမှာပဲထည့်လိုက်တာတော့နောက်တန်းမှာမထားဘူးလူရပုံမှန်နောက်တန်းမှာစော့နေရကောင်းနေတာအဲ့တော့ပွင်းလဲမှာလဲအဲ့လူတွေတလောက်ပုံနေတာဗျာဘလို့သွားပြီးတော့ကစားမလဲဗျာတလောက်ကွင်းလဲတွေအများကြီးဗျာကုံလုံးကလဲကောင်းနေကောင်းနေကြီးပဲအော်ရှေ့တန်းသွားကြည့်ဦးမလားကဲအလဲတန်းမှာသွားကြည့်ဦးမလားရှေ့တန်းမှာကြည့်ဦးမလားကဲဟာလန်နဲ့ဂရီလစ်တဲ့ဒိုကူးတဲ့ဖိုရန်နဲ့စာဗင်ညိုးတဲ့အော်စကာဘော့တဲ့မာမုတ်တဲ့ ကဲဘလို့သွားဆောင်လဲဗျာကဲအကယ်ဒမီကလူငယ်ကစားသမားလေးကိုဘယ်နေရာသွားပြီးတော့ပေးဆောင်မလဲကျွန်တော်ပြောချင်တာတီရှိတဲ့လူတွေတောင်ကစားခွင့်မရလို့တိုင်ပတ်နေတဲ့အချိန်မှာဗျာကျန်တဲ့လူငယ်ကစားသမားလေးကိုဘလို့သွားပြီးတော့အခွင့်အရေးပေးမလဲဗျာဂွာရီယိုလာအဲ့အားတွေစိတ်ညစ်နေရဗျာစဉ်းစားကြည့်တနေရာမှာအနည်း10ယောက်ပတ်ချက်လေးလောက်စီရှိနေတာဗျာအဲ့တော့ဒီလူတွေကိုအလှည့်ကျတုံးဖို့ကြတော့လေခင်ဗျာစဉ်းစားကြည့်ဒီလူတွေကိုပြောမလို့အစဉ်ပြောင်းထားဖို့ကကြလေသူတို့ကစားခွင့်ပေးမှရမှာဗျာ ကစားမဆိုတာကဟိုလက်သက်ရတိဖြစ်စီမရတိဖြစ်စီကစားမကိုကြိုက်တဲ့အမျိုးတွေဗျာအဲ့တော့တို့တို့အလဲကြဟိုပွဲထွက်ခွင့်ပေးညာနေအတင်းရဲ့ပုံစံကဟိုဘယ်လိုပြောမလဲ အစင်မပြေတော့ဘူးရတယ်လားဟိုဒီကစားသမားတွေကိုအလဲကျပွဲထွက်ခွင့်ပေးနေရတာဗျာဒါဂွာရူလာကြုံတွေ့နေရတဲ့ပြဿနာအဲ့ဒါဗျာအဲ့ကြောင့်မလို့ဂွာရူလာစိတ်အရန်ညစ်လာရတယ်ထင်ပါတယ်ဗျာပြောရမယ်ဆိုတကယ်ကောင်းတဲ့ကစားသမားတွေကိုလည်းသူ့အနေနဲ့ကဟိုအရန်ကုန်မထိုင်ခမ်းရတာလည်းစိတ်မကောင်းထင်တယ်ဒါပေမဲ့လည်းသူ့အနေနဲ့ရွေးချယ်မှုကစတိရောက်ပဲလှုပ်လို့ရတာဗျာအကျန်တဲ့လူကတော့အရန်ကုန်မထိုင်ရမှာပဲဗျာအခုနောက်တန်းမယ်ကြည့်ဗျာကျွန်တော်တို့လူတွေကပြန်ဆုံလာပြီဆိုတော့ကူဆာနော်လေးဆိုဘေးရောက်သွားပြီဗျာကူဆာနော်လေးမကောင်းလို့မဟုတ်ဘူးဗျာဂွာရီယူလာမှာရွေးချယ်စရာတွေကအများကြီးဖြစ်နေတော့ ဟိုပရီးမီးယားလိအတွေ့အကြုံနဲရီရဲ့လူငယ်လေးလေးဖြစ်တဲ့ကူဇာနော့ကရန်ကုန်မော်ရောက်သွားတာဗျာအဲ့ဒါမထူးဆန်းဘူးဗျာအဲ့လိုမျိုးဖြစ်နေရဂွာရီယိုလာတော်တော်စိတ်ညစ်နေလောက်ပြီဗျာအဲ့တော့ကျွန်တော်တို့မန်စီးတင်းကအခုနွေရီမှာလဲလူတွေကထက်ခေါ်အောင်မှာဆိုတော့ဂွာရီယိုလာပြောလဲပြောချင်းစရာဗျာလူ short ပေးဖို့ကအခုလူတွေကထက်ရောက်လာအောင်မှာညာနောက်ခံလူရောဘယ်နောက်ခံလူရောပြီးရင်ကွင်းလေရောရှေ့တန်းတော့မခေါ်တော့ဘူးဗျာ တော့အဲ့လူတွေကိုဂွာရီယိုလာသွားပြီးတော့ဘယ်လိုသွားတုံးမလဲဗျာဒီလောက်လူတွေအများကြီးကိုဟိုခေါ်ထားပြီးတော့အရန်ကုန်မထိုင်ခိုင်းမှုကြလဲအဆင်မပြေဘူးလေဗျာအဲ့ဒါကြောင့်မလို့ဂွာရီယိုလာကလူ short ပေးပါဆိုပြီးတော့ပြောတော့ဒါအတင်းကလည်းကျွန်တော်တို့ဂွာရီယိုလာရဲ့စကားကိုနားထောင်ပြီးတော့ကျွန်တော်တို့လူတွေထက် short လိမ့်မယ်ကျွန်တော်တို့ဒါ Kevin De Bruyne ကတော့ထွက်သွားပြီး Kyle Walker ထွက်သွားပြီးကျွန်တော်နောက်ထပ် ကစားသမားတွေထပ်ထွက်ဖို့တော့ရှိပါသေးတယ်အဲ့ဒီအတွက်လည်းခင်ဗျားတို့စိတ်မပြတ်ပါနဲ့လူကထပ်မလျှော်ရင်လည်းမန်စီးတင်းကလူတွေကများနေပြီကောင်းတဲ့လူတွေကြီးပုံနေဖြစ်တဲ့အတွက်အဆင်မပြေတော့ဘူးအဲ့ဒါကြောင့်မလို့ဂွာဂျူလာလူလျှော့ခိုင်းတာပါကျွန်တော်မကြခင်မှာပြောင်းရွှေ့တင်းလေးခက်စိတ်စိတ်ကြားဖို့ရှိပါတယ်လို့နော်အဲ့တော့ကျွန်တော်တို့မန်စီးတင်းကျွန်တော်တို့လာမယ့်ရာသီမှာတော့အကောင်းဆုံးပုံစံနေနဲ့ပြန်လာလိမ့်မယ်လို့ကျွန်တော်နေနဲ့ယုံကြည်ပါတယ်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေ့တော့ကျွန်တော်ရဲ့ happy birthday နေ့လေးပါလို့နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျ